ကိုဝင်းကျင်မှာရှိတဲ့လူတွေကကိုယ့်ရဲ့ပုံမှာကိုယ်တန်တံမှာဘလို့အည်သွေးတွေကိုရှိမှသူတို့ရှင်းနိုင်ရမလဲမျက်နှာနိုင်ရမလဲဘလို့ဆိုးရတဲ့စိတ်ဓာတ်တွေရှိနေမယ်ဆိုရင်တော့မုန်းတီးကြမလဲယွန်ရှားကြမလဲဆက်ဆုပ်ကြမလဲဒါဘုမြတ်စွာဘုရားရဲ့တည်တနာတော်ကိုအခြေခံပြီးတော့ဥညင်တို့မှမှန်ကန်ကန်နားလည်ဖို့မလိုဘူးလားတွေ့ရနော်အဲ့ဒါဥညင်တို့အင်္ဂုတ္တပါဠိတော်တတ္တကနိပတ်ထဲမှာ အပိယတုတ်တံဆိုပြီးတော့ချစ်စရာကောင်းတဲ့လူမုန်းစရာကောင်းတဲ့လူတုတ်တံကိုနှစ်စုံပြထားတယ်အထကနိဗ္ဗာန်ထဲမှာလည်းပဲနှစ်စုံပြထားတယ်အဲ့ဒါတွေအကုန်လုံးကိုစုစည်းပြီးတော့တူရလေးကိုစုလိုက်မယ်ဆိုလို့ရှိရင်ချစ်ခင်တဲ့စရာကောင်းဖို့အတွက်လိုအပ်တဲ့အရည်တွေ16မျိုးထွက်လာတယ်မလိုလားအပ်တဲ့တော့ယုံကြည်ဆက်စုပ်ွယ်ကောင်းတဲ့ ညံဖြင်းတဲ့စိတ်အခြေအနေမျိုးကလည်းအဲ့ဒီမှာ16မျိုးပဲထွက်လာတယ်တုတ်တန်၄ဘုတ်ကိုတူရာရှုလိုက်တဲ့အချိန်မှာအဲ့ဒါလိုထွက်လာတယ်တတ္တဟိဘိက္ခွေဓမ္မေဟိတမနာကတောဘိက္ခုတပြမစာရိနာအပိယောစာဟောတိအမနာပောစာအဂရုစာအဘာဝနီယောစာဘိက္ခွေရန်တော်တို့တတ္တဟိခုနှစ်မျိုးကုန်သောဓမ္မေဟိ မကောင်းတဲ့တရားတွေနဲ့တမ္ပဏကတော်ပြည်စုံသောဘိက္ခုယဟန်တိတာပြမစာရိနာတရင်သုံးဘောတို့ဤအပ္ပိယောစာမချစ်အပ်သူသည်ဟောတိဖြစ်၏အမနာဘောစာမမြတ်နိုးအပ်သူသည်ဟောတိဖြစ်၏အကရုစာမလေးစားအပ်သူသည်ဟောတိဖြစ်၏အဘာဝနိယောစာမချီးမွားအပ်သူသည်ဟောတိဖြစ်၏အခုပြောမယ်ရုံညံ့တဲ့အခြေအနေခုနှစ်မျိုးစိတ်ထဲမှာရှိနေမယ်ဆိုရင်ကိုဘေးကလူတွေကကိုမချစ်ကြဘူးတဲ့မုန်းနေပေါ့နော် အမနာဘောဇာမမြတ်လို့ရဘူးတဲ့ညွန်နေပေါ့ဟုတ်လားအကရုဇာမလေးစားနိုင်ကြဘူးတဲ့အထင်သေးတယ်ပေါ့အဘာဝနိယောဇာမချီးမွမ်းနိုင်ဘူးတဲ့ကဲရတာပဲလုပ်လိမ့်မယ်ဟုတ်လားမကောင်းတဲ့တရားပဲနဲ့မျိုးတော့ခုနှစ်မျိုးတဲ့အဲ့ဒါကဘာတွေလဲဆိုတော့ လာဘကာမောဇာဟောတိတက္ကာရကာမောဇာဟောတိအနဝဉ္ညတိကာမောဇာဟောတိအာဟိရိကောဇာဟောတိအနုအနုတ္တပိစာပပိစာစမိစ္ဆာဒိဋ္ဌိစာခုနှစ်မျိုးတခါတည်းပြတယ်လာဘကာမောဇာဟောတိပစ္စည်းလက်လာဘကိုအလွန်မမောတဲ့စိတ်ရှိ၏တဲ့လူချင်းရချင်းစိတ်အာကြီးတာလောကအတုံးတို့နဲ့ပြောရရင်ငွေမဲ့တယ်ပေါ့ဟုတ်လား အဲ့လိုမျိုးလက်လာပါပစ္စည်းဥစ္စာတွေအပေါ်မှာအလွန်မမောတယ်။ဘုန်းကြီးအသုံးထုံးနဲ့ပြောမှရှိရင်တော့လက်လာပါကိုမမောတာ။အဲ့လိုလက်လာပါကိုမမောလို့အာကြည့်ရင်ပဝန်းကျင်ရဲ့မုံတင်မှုယွန်ရှာမှုအထင်သေးမှုကဲ့ရဲ့ရှုံချမှုကိုခံရလိမ့်မယ်။ချစ်ခင်မှုမြတ်နှုံးမှုလေးစားမှုတန်ဖိုးထားမှုမရနိုင်ဘူး။ဟုတ်လား။နောက်နံပါတ်2ပါပြောတော့ဆိုတက္ကာရကာမောစာဟုတ်တယ်ရဲ့။တဘာရဲ့အယိုသေးပြူတာကောင်းအောင်မမွန်ပြူစုတာကိုအလွန်လိုချင်တယ် လာဘတက္ကာရဆိုတဲ့အသုံးအနှုန်းလေးတွဲအသုံးထားတာကြားဘူးမှာပါနော်တက္ကာရဆိုတာအယိုသေးပြုတာအဲ့ဒါကိုလိုချင်တဲ့မမောလွန်းတယ်ဆိုရင်လည်းပဲသူများရဲ့မုံတီးမှုရွှေရှာမှုကိုခံရနိုင်မယ်။နောက်အနဝဉ္ညတိကာမောဇာဟောတိတဲ့။အထင်မသေးတာကိုရချင်တာ။ကြောင်းမြန်လက်လိုက်ရင်အထင်ကြီးခံစေချင်တာ။သူများရဲ့အထင်ကြီးမှုကိုရချင်တာ။ အတော့လူလူတူတူလေးနဲ့တူအောင်တော့နေဦးမရမှာ။ဟောတချို့ပြောတောင်ပြောရတာမရှိဘူးလား။သူများအထင်သေးမှာကိုကြောက်တာပေါ့နော်။သူများအထင်သေးမှာကိုကြောက်တာဆိုတာကဖြောင်ပြောလိုက်ရင်ပါတော့သူများအထင်ကြီးတာကိုခံစီနေတာ။ကဲပါလေအထင်ကြီးတာမခံရအောင်တော့မအထင်မသေးမှုတော့ခံရဖို့လိုသေးတယ်။ဟောတချို့ကကြားချပြီးတော့ပြောရတာလည်းရှိသေးတယ်။ဟုတ်လား။တကယ်တမ်းကတော့အထင်ကြီးခံနေတာပါပဲ။ဟုတ်လား။အဲ့ဒါလို့အထင်ကြီးခံနေတဲ့စိတ်ကလည်းပဲပါတယ်တော့။ မျက်နှိုးစရာမကောင်းတဲ့ချစ်ခင်စရာမကောင်းတဲ့လေးစားစရာမကောင်းတဲ့စိတ်ဓာတ်တစ်မျိုးပဲတဲ့သုံးမျိုးရှိတယ်နော်။နောက်အာဟိရိကောစာဟောတိတယ်မကောင်းမှုအကုသိုလ်တွေနဲ့ပတ်သက်ပြီးတော့ဘာရှိအကောင်မှလည်းဘာရှိအကောင်မှမမတိပဲနဲ့နော်အရှက်မရှိလှုပ်ရဲတယ်၊ကန်ရဲတယ်။အဲ့ဒါလို့ဆိုလို့ရှိရင်လည်းသူများရဲ့ရွှန်ချမ်းမှုမုံတင်းမှုနော်ကဲ့ရဲ့ရှုံချမ်းမှုခံရမယ်။နောက်အနုတ္တပိစာ အကုသိုလ်နေနဲ့ပတ်သက်ပြီးတော့ကြောက်အောင်မှမသိဘူး။တော့အကုသိုလ်ဆိုတာတဲ့ချိန်မှာကြောက်စရာအကျိုးကိုပေးမှာပဲ။ဒါပေမဲ့သူ့မှာအဲ့ဒါလောက်သိနိုင်မြင်နိုင်တဲ့ဉာဏ်မရှိတဲ့အတွက်ကြောင့်အကုသိုလ်ကိုကြောက်အောင်မှမသိဘူး။အနတ္တပ။အဲ့ဒါဆိုလို့ရှိရင်လည်းပဲရှင်ရှားမုန်တိမှုကိုခံရမှာနော်။ပြီးတော့ပြောတော့ပါပိစ္ဆာစတဲ့အလိုဆိုးရှိတာတဲ့။အဲ့ဒီအလိုဆိုးကိုနောက်ပိုင်းတုတ်တာမှာအကျေတွန်းတွေ့ရလိမ့်မယ်။ ကိုယ်နဲ့မတန်တာကိုရခြင်းတာကိုယ်မှာမရှိတဲ့ကုံကိုဖော်ပြပြီးတော့နော်မဖြစ်ဖြစ်အောင်လုပ်ခြင်းတာနော်ယုံညံ့တဲ့အလိုဆန္ဒပေါ့နော်ဟုတ်တယ်ဒါကလူတိုင်းမှာတော့မရှိပါဘူးတချို့ဆိုစွတ်စွတ်ဝါးဝါယုံညံ့တဲ့အလိုဆန္ဒတွေရှိတယ်ပါပိစာနော်မကောင်းဘူးပေါ့နောက်ပြီးတော့ပါတော့မိစ္ဆာဒိဋ္ဌိစာတဲ့မှားယွင်းတဲ့အယူအဆရှိတယ်တဘာဝမကြတဲ့ကြိုးချောင်းမစီလျော်တဲ့အယူအဆတွေကိုနှစ်သက်တယ်ယူဆတွေမှားနေတော့ ဘယ်နှမျိုးတော့အလုံးခုနှစ်မျိုးတဲ့အဲ့ဒီခုနှစ်မျိုးရှိမယ်ဆိုလို့ရှိရင် အပ္ပိယောစာဟောဒီအမနာဘောစာအဂရုစာအဘာဝနီယောစာအဲ့ဒါလေးတွေလည်းပဲတတိထားပြီးတော့နားထောင်နော်အပ္ပိယောစာမချစ်ခင်အတုအမနာဘောစာမမြတ်နိုးအတုအဂရုစာမလေးစားအတုအဘာဝနီယောစာမချီးမွမ်းအတုနော်အဲ့တော့နောက်သုတ်တန်တွေကဒီထဲမှာပါတဲ့အကြောင်းအရာလေးတွေပါသူကဖြည့်ပြီးတော့လိုတာလေးတွေထပ်ထပ်ထည့်ထားတာဆိုတော့ နောက်ပါလေကြတော့ကွက်ပြားချနာနေတာလေးကိုပဲဒီထဲမှာမပါတဲ့အချက်အလက်လေးကိုပဲဦးဇင်းကပြောသွားမယ်။အလုံးစုလိုက်ရင်16မျိုးဖြစ်မယ်အခု9မျိုးရှိပြီနော်။အဲ့တော့ဦးဇင်းတို့နောက်ထပ်ဗာဒီတွေ့ရတော့ဆိုတော့အိတ်တုကိစ္စမစ္စရိစ္စအိတ်တုကိစ္စဆိုတာမနာလိုမှုတွေရှိတာ။ကိုယ့်ထက်တိုင်စိတ်ထဲကမနာလို သူများကောင်းတယ်တော်တယ်အဆင်ပြေနေတယ်ကြာရင်စိတ်ထဲကတိတ်ပြီးတော့နားမထောင်ခြင်းကိုမျက်နာပြက်ဟုတ်လားအဲ့ဒါပါခေါ်တော့အိတ်တာအဲ့ဒါဆိုလို့ရှိရင်လည်းပဲဒါထင်းရှားလာလို့ရှိရင်လူမုန်းခံရခြင်းရဲ့အကြောင်းပါနောက်ပါတော့မစ္စရိယနှမျောတယ်ဝန်တိုတယ်မပေးရလို့ကိုယ်ဟာဘယ်သူမှအထီးမခံနိုင်ဘူးဟုတ်လားဝန်တိုတာအဲ့ဒါလည်းပါတော့လူမုန်းများခြင်းရဲ့အကြောင်းပဲတဲ့အဲ့ဒါဘယ်နှပါရှိသွားရတော့ ်ကိုပါရှိတာနော်နောက်အထက်ကဒီပတ်ထဲမှာလာတဲ့ဟာလေးတွေကလည်းပဲမှတ်သားစရာကောင်းတယ်မတူကွဲပြားခြားနာတာလေးကိုပဲရွေးပြောမှာနော်အပိယပတန်တိစာဟောဒီပိယကရဟိစာတဲ့ဒါလေးကအကျေပြောရင်တော်တော်ကောင်းတယ်အပိယပတန်တိစာတဲ့ချစ်စရာမကောင်းတဲ့လူကိုချီးမွမ်းနေတဲ့နော်ဘာမှမဟုတ်တဲ့လူတွေဘာရည်သွေးမှလည်းမရှိတဲ့ ဘာမြင့်မြတ်မှုမှလည်းမရှိတဲ့ဘာမှန်ကန်မှုမှလည်းမရှိတဲ့ရှစ်เสียမကောင်းတဲ့လူတွေကိုကြံဖန်ပြီးတော့အကောင်းမြင်ပြီးတော့ဘာလို့လဲချီးမွားနေတာအဲလူမုန်းခါလိမ့်မယ်နော်နောက်ပိယကရဟိစတဲ့ချစ်เสียကောင်းတဲ့လူကိုကြံဖန်ပြီးတော့ကဲ့ရဲ့နေအဖက်ဖက်ကတော်တယ်တကယ်ကိုကောင်းတဲ့လူတွေကိုအကောင်းမမြင်နိုင်မဲနဲ့နော်ပုဂ္ဂိုလ်ဇွဲ၊ဂိုင်းဇွဲ၊ခဏဇွဲဟုတ်လားငကိုတော့အစွဲတွေကိုအခြေခံပြီးတော့ ချစ်စရာကောင်းတဲ့လူကိုဘာလုပ်လဲကဲရဲ့လောကမှာအဲ့လိုလွယ်လွယ်မာမာလုပ်နေတဲ့လူတွေအများကြီးရှိရယ်နော်မုန်းစရာကောင်းတဲ့လူကိုချီးမွမ်းတယ်ချစ်စရာကောင်းတဲ့လူကိုကဲရဲ့တယ်အဲ့ဒါဆိုလို့ရှိရင်သူလည်းပဲကိုဝင်းကျင်ရဲ့မုံဒီမှုယွန်ရှာမှုတံပိုးမထားမှုမလေးစားမှုဒါတို့သူခံရဦးမှာပဲဟုတ်လားဘယ်နှပါရှိသွားရတော့အခြေပြောရရင်တော့အတော်ကောင်းပါပဲပြောစရာအကြောင်းတွေအများကြီး ဟုတ်လားနောက်ထပ်ဥစဉ်တို့ဆက်ပြီးတော့မပြောတာတော့အထက်ကနိဗ္ဗာန်ထဲမှာနောက်ထပ်ထပ်တွေ့ရတဲ့ကွပြမှုလေးကအကာလင်ညူစာအမတ်တင်ညူစာအတုစီစာဘဟုဘာဏိစာအကောတကပြိပါတကောစာတပြမစာရိနံနော်အကာလင်ညူစာအချိန်ကာလကို နားမလဲဘူးတချို့တော့ပြောကြတယ်အချိန်သုံးပါးနားမလဲဘူးဟုတ်လားဘယ်အချိန်ဘာပြောလို့ပြောရမှာမသိဘူးဘယ်သူရှိဘာပြောလို့ပြောရမှာမသိဘူး ောခြင်းရောပြောမိပြောတာပြောခြင်းတဲ့ချိန်ထပြီးတော့ပြောလိုက်တာကာလကိုနားမလဲအလိုက်မသိဘူးဆိုတာတည်းလည်းပဲထည့်ပြီးတော့ပြောမယ်ဆိုရင်လည်းရနိုင်တယ်နော်အဲ့လိုမျိုးအချိုးမပြေတဲ့လူတွေဘာလို့ခံရတော့ပဝန်းကျင်ရဲ့မုံတီးမှုမလေးစားမှုရဟုတ်လားအကလည်းညုံစအချိန်ကာလကိုသိရနော်ဒီအချိန်ကနော်ဘယ်လိုမျိုးပြောဆိုဆက်ဆံတဲ့အချိန်ဘယ်လိုမျိုးတုံ့ပြန်တဲ့အချိန် ဒါကတရည်တည်တတ်မှတ်ချက်ကြီးချထားလို့မရကိုယ့်အကူနားလည်မှုရှိရမယ်။ညာသောဖြင့်ပညာမဲ့တဲ့လူတွေဟာအချိန်ကာလကိုနားမလည်တာပါပဲ။ကာလကိုမသိဘူး။ကာလန္တေတံအက္ကန္တံဆိုရှိလူကြီးတွေပြောရတာလည်းရှိဟုတ်လား။ပြီးတော့ဗာပြောတော့အမတ်တင်ညူစားရတဲ့အတိုင်းအတာကိုမသိဘူး။ကိုယ့်ပမာဏကိုကိုမသိဘူး။ လိုအပ်မြင့်တည့်ရလုံမတည့်ရစားဝှချင်းစားကျင်တာကတထေသာလိုလှုပ်ချင်းဩဒါပါတော့ကိုယ်ပမာဏကိုမသိဟုတ်လားကိုယ် ਨੇ ပြောစုဆက်ဆံနေရတဲ့လူရဲ့ပမာဏကိုလည်းမသိဒီလိုကဘလို့လိုတယ်ဘလောက်ဆင်းရှိတာလဲဘလောက်ကောင်းတဲ့လူလဲဘလောက်မကောင်းတဲ့လူလဲဘာမသိပမာဏကိုမသိနော်အမတ်တင်ကြဒီဥစ္စာတွေကလူလောကမှာအလွန်မှတွေ့ရကြုံရလိမ့်မယ်ဟုတ်လား နော်အကလည်းညူစာအမတင်ညူစာပြီးတော့ဘာတော့အတုစီစာတဲ့ကာယကံမှုဝစီကံမှုမစင်ကြယ်ဘူးတဲ့မတန့်ရှင်းဘူးတဲ့နော်အဲ့ဒါကိုပြောတော့အတုစီစာနောက်ပြီးတော့ဘဟုဘာနေစာတဲ့စကားများရည်တဲ့ဟောတတိထာနော်စကားများရင်တော့အမားကပ်ပြီးတော့ပါလာမှာပဲညာလုံးအကြည့်ရင်ဒီခါလေးမလိုလားအတ္တတွေကထွက်လာတယ်။ကိုယ်တတိနဲ့မထိနိုင်တော့ဘူးလေ တချို့ကမဟုတ်လဲပြောဟုတ်လဲပြောပြောခြင်းနေတာပြောပါများတော့စကားပြောတဲ့အခါအမားတွေကပါလာရောသူများကိုထိခိုက်တာတွေသူများကိုထင်သေးတာတွေကိုယ်စိတ်တွေကတကယ်မပါပါဘဲနဲ့ကိုယ့်ရဲ့စကားမထိနိုင်မှုကြောင့်ထွက်ကုန်တာတွေရှိတယ်ဟုတ်လားဒါကြောင့်စကားများလို့ရှိရင်လည်းမဖြစ်တော့သူများမုံလေးအေးနောက်ပြီးတော့ဗာပြောတော့အကောတကပြိပါတကောစာတပြတ်မစာတွေလားတရင်သုံးပေါ်တွေရဲ့ပေါ်မှာဆဲရေးတယ်ချင်းချောက်တယ် လူချင်းချင်းတချို့စကားအလွန်ကြမ်းတာတွေရှိတယ်။တကားကြမ်းရုံနဲ့မကအောင်မင်းဘာလှုပ်ပြလိုက်လဲငါဘာလှုပ်ပြလိုက်လဲဟောချင်းချောက်တာတွေလည်းရှိတယ်။အဲ့လိုမျိုးဆိုလို့ရှိရင်လည်းပဲပဝန်းကျင်ရဲ့မုံတီးမှုယွန်ရှာမှုကိုခံရလိမ့်မယ်တဲ့။အလုံးပဲမျိုးတော့16မျိုးနော်။အဲ့လိုဆိုရင်ဒီ16မျိုးနဲ့ဆက်ကျင်ဘက်အကြီးအသေးရှိမယ်ဆိုရင်တော့ပဝန်းကျင်ရဲ့ချစ်ခင်မှုမျက်နှာမှုလေးစားမှုတန်ဖိုးထားမှုကိုရလိမ့်မယ်။ဟုတ်တယ်မို့လား။ လဒီ16မျိုးရဲ့ဆက်ကျင်ဘက်ကပါနေတော့เนาะလက်လာပါဘူးမလိုလားဘူးဟုတ်လားသူများရဲ့အယူသည်ပြုမှုကိုမလိုလားဘူးเนาะသူများရဲ့အထင်ကြီးခံမှုကိုလည်းမလိုလားဘူးကိုယ့်အရှိအရှိတိုင်းလေးပဲရှိပါစေဒါတွေကိုသိပြီးတော့စိတ်ဝင်စားဖို့ဆိုပါစို့ဟုတ်လားပြီးတော့ပါတော့เนาะအရှက်ရှိတယ်အကြောက်ရှိတယ်เนาะဆိုးရတဲ့အလိုဆိုမရှိဘူးမှန်ကန်တဲ့အယူအဆရှိတယ် ပြီးတော့ဘာလို့မနာလိုမှုတွေမရှိဘူးဝမ်းမြောက်နိုင်တယ်ဝန်တုံမှုတွေမရှိဘူးမျှဝေနိုင်တယ်ဒါဆိုရင်ဘောင်းကြီးရဲ့ချစ်ခင်မှုမျက်နှာမှုကိုရမှာပဲနော်ပြီးတော့ဘာလို့လာမလို့အချိန်ကာလကိုသိတယ်ဘယ်ချိန်မှာဘာပြောရမလဲဘာလုပ်ရမလဲနားလေတယ်အလိုက်သိတယ်ဟုတ်လားပြီးတော့အတိုင်းအတာပမာဏကိုလည်းနားလေတယ်ကာယကမှုဝစီကံမှုတန်ရှင်းစင်ကြယ်အောင်နေနိုင်တယ်စကားမများဘူး အချင်းချင်းရဲ့ပုံမှာဆဲရည်တာတွေကြမ်းတမ်းတဲ့စကားတွေပြောတာတွေချင်းချောက်တာတွေမရှိဘူးအဲဒီလိုမျိုးလေးများမြင့်မြင့်မာမာစိတ်ဓာတ်ကိုတိဆောက်နိုင်မယ်ဆိုရင်ပဝန်းကျင်ရဲ့ချစ်ခင်မှုမြတ်လို့မှု လေးစားမှုเนาะချီးမွမ်းမှုကိုတွေ့ရလိမ့်မယ်မပီယောစာဟောဒီမနာဘောစာဂရုစာဘာဝနီယောစာပြောင်းပြန်ဖြစ်သွားမှာเนาะမီယောစာပဝန်းကျင်ရဲ့ချစ်ခင်နှစ်သက်အတ္တเนาะမနာဘောမြတ်လို့အတ္တဂရုစာ လေးစားတိုက်သူပါဝဏီယောစာစိတ်ထဲမှာလိုက်လေလေတော်လိုက်တာလို့ချီးမွမ်းခြင်းကိုခံတိုက်သူဟုတ်လားဒါကြောင့်မိသားပေါင်းတို့ကောင်တို့ရိုးရိုးသားသားကိုယ့်ရဲ့လိုအပ်ချက်ကလေးကိုကိုနားလည်ရမယ်ပါဝင်ခြင်းရဲ့လေးစားမှုတန်ဖိုးထားမှုမျက်နှာမှုကိုလူတိုင်းလိုချင်ပါလေနီးမှန်လမ်းမှန်ရအောင်တော့လုံနိုင်မှုမလိုဘူးလားအဲ့ဒါကပါလေအခုပြောတဲ့အရေးအသေးတွေရှိဖို့စူးစမ်းကြရမှာဟုတ်လား အဲ့ဒါတတိယောဂီတို့အထုတ်နေတဲ့တတိပဋ္ဌာန်လုပ်ငန်းကအခုပြောတဲ့အရည်အသွေးတွေကိုရရှိဖို့အတွက်အများကြီးတွန်းအားပေးမှာပဲတကယ်တမ်းကနော်သူတော်ကောင်းတရားကိုတည်လေးလေးမြင်လေးလေးနားလေးလေးလေးဒီမလိုလားအပ်တဲ့စိတ်အခြေအနေတွေဟာနေပါတော့လေးလေးဖြစ်သွားမှာပဲ